ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့မှာမတ်လ28ရက်နေ့မွန်းလွဲတနားရီလောက်ကအင်အားပြင်းတဲ့ငလေလှုပ်ခတ်သွားတာကြောင့်ဟိုတယ်အောင်ပန်းပြိုကျပျက်စီးသွားတဲ့အပြင်လူနှအူးသေဆုံးပြီးဟိုတယ်ဝန်ထမ်းတွေအပါအဝင်လာရောက်တဲခိုးတဲ့သူတွေပိတ်မိနေဆဲဖြစ်တယ်လို့ကနအူးသိရပါဗျ။ဟိုတယ်တစ်ခုလုံးပြိုကျသွားတာကြောင့်သေဆုံးသူ၂ယောက်လောက်ရှိနေတယ်လို့ကနအူးသိရှိရပြီးဟိုတယ်ဝန်ထမ်း9ယောက်အပါအဝင်ပိတ်မိနေတဲ့သူအယောက်20ဝန်းကျင်လောက်ရှိတယ်လို့လူမှုကေဆေးရေးလှုပ်ဆောင်ပေးနေသူတွေနဲ့ဒေသခံတွေစီကသိရပါဗျ။ လက်ရှိမှာတော့ကုညီကယ်ဆယ်ပေးရေးအဖွဲ့တွေကပေးမိနေသူတွေကိုကဲထုတ်ပေးနေကြပြီးထိခိုက်ဒဏ်ရာရှိသူတွေနဲ့ပေးမိနေသူတွေအများပြားရှိနိုင်သေးတယ်လို့သိရပါဗျ။ဒါပြင်ငလင်တန်းကြောင့်အောင်ပန်းမျိုးကတာမိုင်းခန်းရွှေချမ်းသာဖျားရဲ့အုတ်တိုင်ပြိုကျသွားခဲ့ပြီးနေရီဆောက်ဦးတချို့လည်းထိခိုက်ပျက်စီးမှုတွေရှိတယ်လို့သိရပါဗျ။ မတ်လ28ရက်နေ့ဒီကနေ့မော်လယ်ပိုင်းကအင်အားရေတာစကေ9.8ရှိတဲ့အင်အားပြင်းငလင်တစ်ခုမြမပြည်တွင်းသကိုင်းမြို့အနီးကိုဗဟိုပြုပြီးလှုပ်ခတ်သွားတယ်လို့အမေရိကဘုံမိဗေဒလေးလာရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်။